Hello အားလုံးပဲမင်္ဂလာပါကိုဘကေ Facebook page နဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျဒီနေ့ဗီဒီယိုလေးကတော့တိတ်မကြခင်မှာထွက်ရှိတော့မဲ့ Class of Clan ရဲ့ Upgrade အကြောင်းလေးကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကို Subscribe မလုပ်ရသေးရင် Subscribe နဲ့ပြီးတော့ဝင်ရပေးပါဦး Subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းစီတောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ Let's go brother join အရှင်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ကိုဘောအခုတင်ရမယ့်ဗီဒီယိုလေးကဆိုလို့ရှိရင်တော့မနေ့ရက်တည်းကတင်ခွင့်ရတာပေါ့ဒါပေမဲ့လည်းကိုဘောကမအားတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလည်းမရိုက်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်မနေ့ရက်မတင်ဖြစ်တာဖြစ်ပါတယ်နော်အဲ့အတွက်လည်းသိမ်းပေါင်းတော့ကိုကျွန်တော်တောင်းပန်ပါတယ်ကဲတော့ Let's go ပါကျွန်တော်အခုကတော့ upgrade အကြောင်းလေးကိုကျွန်တော်နားမလဲတဲ့ညီကိုလေးတွေအတွက်ကျွန်တော်အသေးစိတ်လေးပြန်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ် ထမအောင်ဆုံးအချက်အနေနဲ့တော့ now upgrade မှာဆိုလို့ရှိရင်ကိုဘတို့တာဟုတ်တွေကိုကျွန်တော် star 1 2 3ဆိုပြီးတော့မှာ level 5ထိကျွန်တော်တို့ upgrade လုပ်လို့ရတာဖြစ်ပါတယ်တာဟုတ် level 7နဲ့ကနေစပြီးတော့ star 1လုံး star 2လုံး3လုံး4လုံး5လုံးဆိုပြီးတော့မှာ upgrade လုပ်ရတဲ့အတွက်ကြောင့်မအရှိန်ကြီးရလဲပို့ပြီးတော့မှာကြာတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ upgrade မှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီတာဟုတ်က star တွေအကုန်လုံးကိုဖြုတ်ပေးလိုက်တာဖြစ်ပါတယ်ဥပမာ brother တို့ကတာဟုတ် level 7ကနေတင်မယ်ဆိုတော့7ကိုတန်းရောက်သွားမယ်7ကနေတင်မယ်ဆိုရင်လဲ73ကိုတန်းပြီးတော့မှာရောက်သွားမှာဖြစ်ပါတယ်ပို့မှာဆိုလို့ရှိရင်တော့ကျွန်တော်73ကိုတင်ပြီးသွားပြီဆိုလို့ရှိရင်73မှာ star 5 5စင်းတီတင်ပေးရတာဖြစ်ပါတယ်။16မှာလည်းတိုနီတူစာပဲကျွန်တော်စတား5လုံးတီတင်ရတယ်16မှာလည်းအဲ့လိုပါပဲဗျစတား5လုံးတီတင်ရတယ်ဒါပေမဲ့အခုမှဆိုလို့ရှိရင်တော့တာဟုတ် level 17 23 25မှာဆိုလို့ရှိရင်ရှိသမျှစတားတွေအကုန်လုံးကို upgrade တိုင်းတွေအကုန်လုံးဖြုတ်ပြီးတော့မှစတားတွေလည်းဖြုတ်လိုက်ပြီပဲဖြစ်ပါတယ်။အဲ့တော့တိမ်မောင်တို့ကတာဟုတ် level တင်တဲ့အခါမှာဆိုလို့ရှိရင်အများအဆန်လေးတင်လို့ရမယ့်အနေထားလေးဖြစ်ပါတယ်ဗျ။ဒါလေးကတော့တော်တော်လေးကိုကောင်းတဲ့အနေထားလေးဖြစ်ပါတယ်။ Okay နောက်တစ်ခုကဆိုလို့ရှိရင်တော့ sprint track အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီ sprint track ဆိုတာကဒီကောင်လေးဖြစ်ပါတယ်။ကျွန်တော်ဒီမှာလေးလူလေးတွေလာလို့ရှိရင် label ုံမြောက်တက်သွားတဲ့ကောင်လေးဖြစ်ပါတယ်အဲ့ဒီမြောက်တက်သွားတဲ့ကောင်လေးကပုံမှန်ဆိုကျွန်တော်တောင်း level စက်ကုန်မှတ်မှာဆိုလို့ရှိရင် level 5 ठी ပဲရှိတာဖြစ်ပါတယ်ဒါမှမဟုတ်သူကကျတော့ဒီစက်ကုန်မှတ်မှာဆိုရင် level 7 ठी ထပ်ပြီးတော့မှ upgrade လုပ်လို့ရအောင်ပေးလာလိုက်တာဖြစ်ပါတယ်အဲ့ဒါကဘာတွေပို့ပြီးတော့မှကျန်းသွားလဲဆိုလို့ရှိရင်တော့ hero တွေကိုပါမြောက်တက်သွားမယ်အနေထားလေးဖြစ်ပါတယ် true တွေဆိုလို့ရှိရင်လည်း house space နဲ့ true တွေဆိုရင်တခါလေးလေပေါ်မှာပျောက်ပြီးတော့မှတန်းတည်သွားမှာဖြစ်ပါတယ် ဒါကတော့တော်တော်လေးကိုမောင်ကျန်းတဲ့ aggregate ရဲ့ system ပဲဖြစ်ပါတယ် sprinter တွေကို upgrade လုပ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ wire champion အတွက်ကတော့တော်တော်လေးကိုအခက်တွေ့တာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် wire champion ကအဲ့လို label တွေကိုမြောက်တက်သွားမယ်အနေထားတွေဖြစ်မှာဖြစ်ပါတယ် label ကိုမြောက်တက်သွားရင်တော့မှက damage မှာသူကရောမှာဖြစ်ပါတယ်ဗျပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့က wire champion ဆိုရင် giant bone တို့ giga bone တို့လောက်ပဲကြောက်ရတယ်အခုဒီမှာကကျွန်တော် sprinter ကိုပါထပ်ပြီးတော့မှကြောက်ရတော့မယ်ဆိုလို့ရှိရင်တော့ wire champion ဟောသမားလေးအတွက်ကတော့နည်းနည်းလေးအခက်တွေ့မှာပဲဖြစ်ပါတယ်သူကကြတော့ကျွန်တော် house space များတဲ့လူနဲ့နေတဲ့လူနဲ့ င်းမှာလည်းခွဲခြားထားတာဖြစ်ပါတယ်။ house space အရန်များနေတဲ့သူဆိုလို့ရှိရင်တော့သူကတော့အပေါ်မြောက်တက်သွားပြီးတော့မှသူက damage အနည်းငယ်ရောက်မှာဖြစ်ပါတယ်။ဥပမာ house space နဲတဲ့ယဒီတို့လိုမျိုးလူမျိုးဆိုလို့ရှိရင်တခါတည်းလေပုံမှာပျောက်ပြီးတော့မှတစ်ချက်ထဲနဲ့တည်သွားမှာဖြစ်ပါတယ်။ဒါကြီးကတော့တော်တော်လေးကိုကျန်းတဲ့အနေအထားလေးကိုပြောင်းလဲပြေးလိုက်တာပဲဖြစ်ပါတယ်။ Okay နောက်တစ်ခုပြောင်းလဲမှုကဆိုလို့ရှိရင်တော့ဒီ lament upgrade မှာဆိုလို့ရှိရင် warden ရဲ့ကျွန်တော် equipment အသစ်ဖြစ်တဲ့ heroic stone ကိုလည်းသူကပြန်လဲပြီးတော့မှပြုပြင်ပေးထားတာဖြစ်ပါတယ်ဗျ။ပုံမှန်ဆိုလို့ရှိရင် warden ရဲ့ heroic 3ကကျတော့ ability ပေးလိုက်တာနဲ့သူက true တွေကိုပဲမြန်ဆန် ံပြီးတော့ wall တွေကိုကျော်သွားတယ်ဒါပေမဲ့ wall တိုင်းကကျတော့နည်းနည်းလေးနှင်းနေတာဖြစ်ပါတယ်ဗျာအခုလာမယ့် upgrade မှာဆိုလို့ရှိရင်လည်း wall တိုင်းကိုလည်းဒီ true တွေနဲ့အတူသူက movement speed ကိုပို့ပြီးတော့မှမြန်ပေးမှာပဲဖြစ်ပါတယ်ဗျာဒါကတော့ hero race 3 3နေတဲ့ brother လေးတွေအတွက်ကတော့တည်င်းကောင်းမဖြစ်ပါတယ် နောက်တစ်ခုပြောင်းလဲမှုอ่ะဆိုလို့ရှိရင်တော့အားလုံးမကြိုက်ကြမယ်လို့တော့ထင်ပါတယ်ကိုကတော်တိုက်တဲ့ခါမှာဆိုလို့ရှိရင် enemy ဘက်မှာအယုတ်တွေအရန်များတယ်တစ်ပင်တွေကလည်းရှုပ်ချက်ခတ်နေဆိုလို့ရှိရင်တော့ဒီ legend player တွေအတွက်ကိုတော်တော်လေးတိုက်ပတ်တယ်ဝါးတွေမှာလည်းအခုနောက်ပိုင်းအဲ့ဒီလက်ဆောင်လေးတွေအလှဆင်တဲ့ဟာတွေထည့်ပြီးတော့မှမျက်စိနှာအောင်တော်တော်များများလှုပ်တက်ကြပါတယ်ဗျအခုလာမယ့် upgrade မှာဆိုလို့ရှိရင်တော့သူကအဲ့ဒါတွေကိုဖျောက်ပေးမယ့်အဖွင့်ပိတ်ခလုတ်လေးထည့်ပြီးတော့ပဲဖြစ်ပါတယ်ဗျဒါကတော့ဝါးတိုက်တဲ့သူတွေ legend တိုက်တဲ့လူတွေတော့ကတော့တော်တော်လေးကိုမအောင်မိုက်ပါတယ်ဗျဒီ setting လေးထဲမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီ decoration တွေအလှဆင်တဲ့ဟာတွေကိုသူကဒီလိုမျိုးဖျောက်မှာလာ ားဓမ္မဘုဖွင့်နာမှာလားဆိုပြီးတော့မှကိုယ့်ရဲ့စိတ်ကြိုက်ရွေးချယ်လို့ရတာပဲဖြစ်ပါတယ်ဗျ။အကိုပေါ့နေတော့ဒါလေးကိုတော့ဖွင့်နာပေးစေချင်တယ်။ဘာလို့ဆိုတော့ဒီတော်တော်များများဒီ player တွေကကြတော့မတိတဲ့ညီကိုလေးလည်းရှိတယ်။အဲ့ဒီအလှဆင်တဲ့ဟာလေးတွေကဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့တကယ်တမ်းဝါးဒီမှာတိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီဟာတွေကတော်တော်လေးကိုပေါ့တော့တော့မျက်စိနောက်စီတာပဲဖြစ်ပါတယ်ဗျ။နောက်တစ်ခုပြောင်းလဲမှုอ่ะဆိုလို့ရှိရင်တော့လာမယ့် upgrade မှာဆိုရင်ဒီလိုမျိုး Christmas အပင်တွေမှာခုနှစ်လေးတွေထည့်ပေးထားမှာပဲဖြစ်ပါတယ်ဗျ။ဥပမာဒီအပင်ကတော့2000ဘလောက်ခုနှစ်မှာပေါက်ခဲ့တဲ့အပင်လေးဒီမှာအဲ့လိုမျိုးလေးကနှစ်အလိုက်ကျတော့ဒီလိုမျိုးအပင်လေးတွေမှာသူက ယ်ထားပေးမှာဖြစ်ပါတယ်။ဒါလေးကကျတော့နောက်မှဆော့တဲ့ညီကိုလေးတွေတို့ကကျတော့တော်တော်မသိဘူး။အရင်တော့ဥပလီယာတွေကတော့ပြဿနာမရှိဘူးပေါ့နော်။နောက်မှဆော့တဲ့ပလီယာလေးတွေလည်းထောက်ကြည့်လို့ရှိရင်အလွယ်တကူသိနိုင်အောင်လို့သူတို့အနေနဲ့ဒီခုနှစ်တွေကိုထည့်ပေးရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုပြောင်းလဲမှုကဆိုလို့ရှိရင်တော့ down level 14မှာ gain နဲ့ gain နဲ့ကိုနောက်ထပ် plus 5ထိထပ်ပြီးတော့မှ upgrade လုပ်လို့ရမှာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ down level 14မှာ gain queen level က85ထိပဲဖြစ်ပါတယ်အခုဒီလာမဲ့ upgrade မှာဆိုလို့ရှိရင်တော့ down level 14မှာကိုသူက level 90ထိ upgrade လုပ်လို့ရမှာဖြစ်ပါတယ် gain နဲ့ queen ကို90ထိတင်လို့ရမယ်ပုံမှန်ကျတော့ minion print တို့ warden တို့ wire champion တို့ကတော့ပုံမှန် level တိုင်းပဲဖြစ်ပါတယ်ဗျနောက် upgrade မှာဆိုလို့ရှိရင်တော့ battle moon နဲ့ ram battle ဆိုပြီးတော့မှနှစ်မျိုး꽌မှာဖြစ်ပါတယ်ဗျဒီဘက်ကရိုးရိုး battle moon မှာဆိုလို့ရှိရင် brother တို့က farm သွားလို့ရပြီးတော့မှအဲ့မှာ farm သွားလို့ ရှိရင်လည်းကိုယ့်ထက်တောင်းဟုတ် level မြင့်နေလို့ရှိရင်ပို့ပြီးတော့မှ loose တွေကိုအများကြီးရရှိမှာဖြစ်ပါတယ်ဗျ။အရင်တော့ဆိုလို့ရှိရင်တော့ကိုဘောတို့က loose ကိုယ့်ထက်တောင်းဟုတ် level မြင့်လဲ loose ကပုံမှန်ပဲဖြစ်ပြီးတော့မှဒါဒီအခု upgrade မှာဆိုလို့ရှိရင်တော့ကိုယ့်ထက်တောင်းဟုတ် level 20 30မြင့်ရင် तू ကပို့ပို့ပြီးတော့မှအစ200အထိကိုရရှိမှာပဲဖြစ်ပါတယ်ဗျ။ဒီ upgrade အပြောင်းလဲလေးရဆိုလို့ရှိရင်တော့မြင်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ upgrade တွေလုပ်နိုင်ပြီးတော့မှ match level အမြန်သွားနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဗျ။အဲ့လိုလုပ်ပြီးတဲ့ပုံစံဘာတွေအကျိုးသက်ရောက်သွားနိုင်မလဲဆိုလို့ရှိရင်အရင်ကဆိုကျွန်တော်တို့ကတပွဲတိုက်ဖို့အတွက်ကိုပတ်စံများတဲ့အိမ်ကိုတော်တော်လေးရှာယူရတာပဲဖြစ်ပါတယ်။ အခုမှဆိုလို့ရှိရင်တော့ तू ကတော့တပွဲတိုက်ဖို့အတွက်ကိုအဲ့လောက်ကြာကြာရှာစရာမလိုတော့ဘဲနဲ့လူစတီများများကိုလည်းအဲ့လိုမျိုးရရှိမှာပဲဖြစ်ပါတယ်ဗျနောက်ထပ် viewer တွေအရင်ကြိုက်ကြမဲ့အချက်ကလေးတစ်ချက်ကတော့ကိုယ့်ကိုလာတိုက်တဲ့သူကိုပြန်ပြီးတော့မှတိုက်လို့ရတော့မှာပဲဖြစ်ပါတယ်ဗျအရင်ဆိုလို့ရှိရင်တော့ကိုယ့်ကိုလာတိုက်တဲ့သူကိုပြန်ပြီးတော့သွားတိုက်မယ်ဆိုရင်သူ့ဘက်ကကျွန်တော်ဒီလိုမျိုးဒိုင်းက cover ဝယ်ထားမယ်ဆိုလို့ရှိရင်ကိုဘောတို့ကသွားတိုက်လို့မရဘူးအဲ့ဒီရှီးကုံကောင်စောက်ပြီးတော့မှကိုဘောတို့ကပြန်ပြီးတော့မှတိုက်ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီရှီးကအမြဲတမ်းရှိနေပြီဆိုလို့ရှိရင်ကိုဘောတို့ကတိုက်ဖို့အတွက်ကိုအမြဲတမ်းနေတိုင်းလိုက်ပြီးတော့မှဒီလိုမျိုး respect ကုန်သွားနိုင်မယ်ဆိုလည်းမရပြောင်ဘူးဗျအဲကြောင့်မို့ဒီ upgrade မှာဆိုလို့ချင်းတော့ဒီလိုမျိုးကာပါဝယ်ထားလဲတိုက်လို့ရတော့မှာပဲဖြစ်ပါတယ် ဒါကတော့တတော်လေးကိုမအောင်မိုက်တဲ့ပုံစံလေးဖြစ်ပါတယ်ဥပမာအန်နမီဘက်ကကိုဘောရဲ့ base ကို10သိန်းလာတိုက်ပြီးတော့မှယူသွားပြီဆိုလို့ရှိရင်တော့ကိုဘောတို့ကသွားပြန်တိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်း10သိန်းပြန်ရရှိမှာဖြစ်ပါတယ်ဗျလူးစ်ကအဲ့လိုမျိုးသူကပုံစံနီးတူပြန်ရမှာဖြစ်ပါတယ်ကိုကြီးကသိန်း30ယူသွားရင်သူ့ကိုသွားပြန်တိုက်လို့ရှိရင်လည်းသိန်း30ပြန်ရမှာပဲဖြစ်ပါတယ်ဗျနောက်တစ်ခုကဆိုလို့ရှိရင်တော့ကိုကတော့ NMB ဘေးကိုသိန်း30သွားတိုက်ပြီးတော့မှကိုရဲ့ဘေးကိုလာပြန်တိုက်ရင်လည်းသိန်း30ပေးရမှာကြောက်လို့ရှိရင်တော့ဒီလိုမျိုးကာဗာလေးကိုဝယ်ထားလို့ရပါတယ်ဗျဒီလိုမျိုးကာဗာဝယ်ထားပြီဆိုလို့ရှိရင်တော့ brother တို့ကကိုဘေးကိုလာတိုက်တဲ့အခါမှာဆိုရင်သူက30 ်30%တက်တာမှာပဲဖြစ်ပါတယ်။ဥမာကျွန်တော်တွေ10သိန်းလာပြီးတော့ကိုကသူများပေးကိုသွားတိုက်သွားပြီဆိုလို့ရှိရင်ကိုရဲ့ပေးကိုလာပြန်တိုက်ရင်လည်းကိုက10သိန်းပြန်ပေးရမယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီတိုင်းကလေးဝယ်ထားပေးတဲ့ဈေးမှာဆိုလို့ရှိရင်တော့ကိုဘောတို့က9သိန်းပဲပေးရမှာဖြစ်ပါတယ်ဗျ။ဒါကတော့ဒီတိုင်းကလေးတွေရဲ့အလုံးလုံးပုံလေးပဲဖြစ်ပါတယ်ဗျ။ ောက်တစ်ခုပြောင်းလဲမှုလေးရတော့အလုံးချိုက်ချက်မယ်လို့ထင်ပါတယ်ဗျဒီနောက်လာမယ့် upgrade မှာဆိုလို့ရှိရင်လည်း Class of Clan ဘက်ကနေပြီးတော့မှ short zee တွေအများကြီးကိုလည်းပေးရတာဖြစ်ပါတယ်ဗျ Tower level 9ကနေစပြီးတော့မှ Tower level 7အထိကိုသူ့အနေနဲ့ upgrade တိုင်းနေပြီးရင်ကျွန်တော် varying ပတ်စံနေအကုန်ကြစည်တွေကိုလည်းထပ်ပြီးတော့မှအများကြီး short ထားပေးတာဖြစ်ပါတယ် hero တွေတင်တဲ့ upgrade လုပ်တဲ့ခါမှာကြာတဲ့ကြာချိန်နေပြီးတော့ Dell Lisa တွေ short zee တွေကိုလည်းအများကြီးပေးထားတယ် true တွေ upgrade တင်တဲ့နေရာမှာရောတော်တော်လေးကို short zee တွေပေးထားတာဖြစ်ပါတယ်ဗျဒါတော့ Tower level 9ကနေကျွန်တော်ကပြောသွားတယ် Tower level 7 ဒီဖြစ်ပါတယ်ဗျကိုဘတော့ဒေရှာလေးတုံးသက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ class of clan ဟာနောက်ပိုင်းမှာဆိုရင် player တွေတော်တော်များများကိုဒါပို့ပြီးတော့မှ active ဖြစ်ပြီးတော့မှဆော့စီခြင်းအောင်တော်တော်လေး target ထားလာတယ်လို့ကျွန်တော်ကတော့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်အရင်တော့ဆိုကျွန်တော် class of clan မဆော့ကြတဲ့ညီကိုလေးတွေကကြတော့ဒီအချိန်နေစောင့်ရတာကြောက်လို့ပြီးသွားလို့ရှိရင်ကျွန်တော်တွေ loot တွေ farm လုပ်ရတာခတ်လို့ပြီးသွားရင်ကျွန်တော် limit တွေနဲ့တိုက်ရတဲ့ဟာတွေကြောင့်မလို့ဒီအရာတွေကိုသိတဲ့တဲ့ကြောင့်မလို့ class of clan ဘက်ကနေပြီးတော့မှကျွန်တော် limit နဲ့တိုက်ရတဲ့ legend player တွေတမားကိုလည်းထပ်ပြီးတော့ farm အတူတူလုပ်လို့ရအောင်ဆိုပြီးတော့မှ battle mode ကိုလည်းထပ်ပြီးတော့မှထည့်ပေးခဲ့တယ်နောက်တစ်ခုကြည့်မယ်ဆိုလို့ ရင်လည်းကျွန်တော်အချိန်နေစောင့်ရတာကြားတဲ့ညီကိုလေးတွေတွေ့ကြဖို့လည်းကျွန်တော်တို့ trainer တိုင်းကိုဖြုတ်ပြီးတော့မှဒီလိုမျိုး family သွားမလားဇက်တိုက်သွားလို့ရတဲ့အနေအထားလေးဖြစ်အောင်တီးဖို့ class of club ကလုံပေးခဲ့တာဖြစ်ပါတယ်ဗျ။နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အရင်တော့ဆုံး wall တွေတစ်ချောင်း upgrade တင်ဖို့အတွက်ကတော်တော်လေးကိုဈေးကြီးတဲ့အနေအထားတွေမှာအခုဒီလိုမျိုးနှစ်တင်မှာဆိုလို့ရှိရင် wall တွေကိုလည်းဈေးလျှော့ပေးတယ်။ upgrade တိုင်းတွေကိုလည်းဒီတက်နိုင်သမျှအများကြီးလျှော့ချပေးခဲ့ပြီးတော့အခုနောက်ဆုံးဒီ upgrade တီကိုမှတော်တော်လေးလျှော့ချပေးတာဖြစ်ပါတယ်ဗျ။အဲ့လိုလေလုံပေးလိုက်တဲ့ပုံစံလေးကကျွန်တော် player တွေအစ်စ်တွေအရင်လုံးပူပြီးတော့မှများလာတော့မယ်လို့ကိုဘောစစ်တင်တော့ထင်နေ။နောက်မှဆိုတော့ညီကိုလေးတွေ ရလဲကျွန်တော် active ဖြစ်ဖြစ်နဲ့ပုံမှန်ကျွန်တော်အချိန်လေးတွေကိုဒီချော်တာပေးတဲ့ Twitter ကြောင့်မလို့ဒီ on မဖြစ်ပေါ်တော့ကိုမနေဘူးလိုက်เสียမလို့တော့ပဲနဲ့ group လေးဝယ်ဆုံးမယ်ဆိုရင်ဒါမှမဟုတ်မဝယ်ဘဲနဲ့လည်း active ဖြစ်အောင်ဆုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တွေနှစ်နှဲငယ်တွင်းနဲ့ on မဖြစ်နိုင်မဲ့အလားအလာလေးတွေအများကြီးရှိပါတယ်ဗျ။ဥပလီယာတွေတော့ကလည်းပုံမှန်တိုင်းဆော့နေတဲ့နေသားနေပြီးတော့မှဒီလောက်တွေ short သေးရတဲ့အတွက်ကြောင့်မလို့ဒီ short သေးအကြောင်းဒီဥပလီယာတွေကပူတည်တဲ့အတွက်ကြောင့်မလို့ပုံပြတော့မှဆော့ကျင်စိတ်တွေအများကြီးဖြစ်လာနိုင်မယ်လို့ကိုဘွားတော့ထင်တယ်။အဲ့တော့2025အကုန်2026ကျလို့ရှိရင်တော့တာဟုတ်ဆက်ချစ်ကြီးနဲ့အတူဒီ class of clan ကအရင်လိုမျိုး active တွေ player တွေအများကြီးဖြစ်လာမယ်လူတွေ ေပေါ်ထွက်လာနိုင်မယ်လို့ကိုဘိုးကတော့ထင်ပါတယ်ဗျအဲ့တော့သိမ်းပေါင်တို့ရောဘလို့ထင်လဲဆိုတော့ကျွန်တော်ရဲ့ကွန်မန်လေးထဲမှာရေးတော့ပြလို့ရပါတယ်ဗျပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပုံးနေဖောက်တဲ့နေရာမှာဆိုလို့ရှိရင်လည်းနောက်အစ်စ်ထွက်ခဲ့တဲ့ skin တွေရောအများကြီးကိုလည်းထည့်ထားပေးတယ်ပြီးတော့ကျွန်တော် equipment အစ်စ်တွေကိုလည်းထပ်ပြီးတော့မှပုံးနေထဲမှာထည့်ထားပေးတာဖြစ်ပါတယ်ဗျနောက်ပုံးအီးဘတ်နေလာလို့ရှိရင် brother တို့က equipment အစ်စ်ဖြစ်တဲ့ကျွန်တော်မွေလက်ကောက်တို့ action finger တို့ hero wrist တို့ဝင်တို့ပြီးတော့လို့ကျွန်တော်တို့ background တို့ကိုလည်းဒီပုံးလေးကနေပြီးတော့မှရနိုင်မှာပဲဖြစ်ပါတယ်ဗျအဲ့လိုမျိုးအစ်စ်လေးတွေထည့်ပေးလိုက်တော့လည်းကျွန်တော်အရင်တော့ကျွန်တော် equipment နေမယူဘဲနဲ့လက်ဆောင်လေးတွေယူထားတဲ့ညီကိုလေးတွေ ကြောင်လည်းတော်တော်လေးအဆင်ပြေသွားတဲ့အနေအထားလေးဖြစ်ပါတယ်။ကိုဘောအခုပြောပြပေးတဲ့ဟာလေးကဆိုလို့ရှိရင်တော့တိမ့်မချခင် upgrade မှာပါဝင်လာမဲ့ future အသစ်ကလေးတွေပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းကြအောင်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲပတ်ပတ်မှာကျွန်တော်ရဲ့နောက်ဗီဒီယိုကြရင်ပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ။